အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရရှင်ညီမအခုဒီဗီဒီယိုလေးမှာဆိုရင်တော့မယ်အကြောင်းအရာလေးတွေကိုပြပြပေးသွားမလဲဆိုတော့ကိုကကိုဆိုင်မှာကွန်ပျူတာလေးတွေကို manufacture လုပ်ပြီးမှပြန်ရောင်းတာမျိုးဥပမာအနေနဲ့ကိုကပေါမုံခုတ်ပြီးရောင်းတဲ့အဆိုင်မျိုးဒီလိုမုတ်ဆိုင်မျိုးတွေမှာဆိုလို့ရှိရင်ညီမတို့ကဘယ်လိုကဏ္ဍလေးတွေကိုသုံးလို့ရမလဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသွားမှာပဲဖြစ်ပါတယ် ီတော့ညီမကပထမဦးဆုံးဒီကုန်ပစ္စည်းဆိုတဲ့နေရာမှာမှညီမတို့ကကုန်ပစ္စည်းစည်းရင်းထဲမှာကုန်ချမ်းနဲ့ကုန်ချောကိုရှိရပါမယ်ဒီတော့ဒီကုန်ချမ်းကိုမှညီမတို့ကကုန်ချမ်းကိုမပေါမဖို့မယ်ကိမဖို့မယ်ဆိုလို့ရှိရင်မဖို့တဲ့ဖူကိုတာပေးပြီးတော့မှညီမတို့ကအကုန်ချောတွေရလာပါပါဒီလိုမျိုးအရာတွေမှာဆိုရင်ညီမတို့ဘလို့အကြောင်းအရာမျိုးလေးတွေကိုသုံးမယ်ဆိုတဲ့အကြောင်းလေးကိုပြပြပေးပါမယ် ဒီတော့ပရမဟိုတော်ညီမတို့ကကုန်ချမ်းသစ်ကကိုယ့်ရဲ့ store ထဲမှာရှိနေရပါမယ်။ဥပမာအနေနဲ့ညီမကဒီမှာကုန်ချောအနေနဲ့ကိုကပေါင်မုတ်တီ၊ဘူတီနေ၊ကိတ်မုတ်တီစတဲ့အရာတွေကိုညီမကကုန်ချောအနေနဲ့ထုတ်ပြီးတော့မှရောင်းချခြင်းတယ်ဆိုလို့ရှိရင်တော့ကုန်ချမ်းထဲမှာဒီကုန်ချမ်းထဲမှာဆိုရင်ညီမကဂျုံ၊ထောဘက်၊ကြက်ဥတကြားစတဲ့အရာတွေကိုညီမကထည့်ထားရပါမယ်။ဒီလိုမျိုးမုန်ဖို့ဖို့အတွက်လိုတဲ့ကုန်ချမ်းတွေကိုညီမကထည့်ထားမယ်။ပြီးရင်တော့ညီမတို့ကဘာတွေထားမလဲဆိုရင်ဒီပစ္စည်းတွေကိုမှ ကိုကမဖုတ်တဲ့ပုံကိုတားပေးမယ်။တားပေးပြီးတော့မှအကုံကြောတွေရလာတဲ့အကြောင်းကိုထည့်မှာပါ။ဒီတော့လောလောဆယ်မှာဆိုရင်ညီမတို့ကအကုံကြောကပစ္စည်းရှိမနေပါဘူး။ဒါကြောင့်မလို့လက်ချံရေးတက်ထဲမှာဆိုရင်ညီမကဘာမှမထည့်ထားပါဘူး။ဒါကောမှဘယ်လိုမျိုးလေးပြုလုပ်လို့ရမလဲဆိုရင်ကိုကပစ္စည်းကိုပေးလိုက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကုံချမ်းဆိုရင်ဒီကုံပစ္စည်းအထွက်စင်းထဲမှာတားပြီးတော့ထည့်ပေးရမှာပါ။ဒီတော့ကိုကကုံချမ်းရဲ့ပစ္စည်းမျိုးမြည်လေးတွေကိုရှာပြီးတော့ပေးလိုက်မယ်။အရေးအတွက်တန်ဖိုးနဲ့ထည့်ပေးရမှာပဲဖြစ်ပါတယ်။ ဒီတော့ညီမကကွန်ပျူစီလေးကိုရှာလိုက်ပါမယ်ရှင်ဒီဂျုံကိုလည်းညီမကအရေအတွက်ကိုထုတ်လိုက်တဲ့အရေအတွက်ကိုထည့်ပြီးမှာပါဒီတော့ညီမကဂျုံကို900 kg ထုတ်လိုက်တယ်ဆိုပြီးတော့ညီမထည့်ပါမယ်ပြီးရင်တော့နောက်ထပ်ညီမကထောဘတ်ပါဒီထောဘတ်ကိုလည်းညီမကထောဘတ်ကို200 kg ထည့်မယ် နောက်ထပ်ကြက်ဥကိုမြမကအလုံး90ထည့်ပါမယ်။ဒါကြောင့်မလို့အလုံး90ဆိုပြီးမြမထားတယ်။နောက်ထပ်တစ်ခုအနည်းငယ်ကတော့တကြားပါ။ဒီတော့တကြားကိုကြတော့မြမက60 gram သုံးပါမယ်။60 kg ကိုမှညီမကပစ္စည်းကိုကိုယ်စီကအထွက်ပြလိုက်ပါမယ်ဒီတော့ဒီလိုမျိုးပစ္စည်းလေးတွေကိုကုန်ကျန်းအနေနဲ့ညီမကကိုယ်ဆိုင်ရနေပြီးတော့ store တွေထုတ်သွားရဲဆိုပြီးတော့ညီမကပစ္စည်းကိုယူသွားရဲဆိုရင်ဒီယူသွားတဲ့ list တွေကိုမှစာရင်းသွက်ပြီးတော့မှတင်ပြီဆိုပြီးညီမကတင်ထားလိုက်ပါမယ်။ဒီတော့ဒီလိုမျိုးကိုတင်ထားတဲ့ပစ္စည်းတွေကိုပြန်ပြီးတော့ကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ဒီ account tab လေးဖြစ်တဲ့ company အထွက်စင်းဆိုတဲ့ထဲမှာကြည့်ပေးရမှာပါ။ဒါဆိုရင်တော့ဒီ company အထွက်စင်းထဲမှာခုနကညီမယူလိုက်တဲ့ပစ္စည်းမျိုးစားလေးတွေကိုတွေ့ရမှာပါ။ဒီတော့ဂျုံက 900kg ထောဘက်က 200kg နဲ့ ဖဘက်က200 kg ပြီးရင်တော့ကြက်ဦးကအလုံး90တကြားကတော့60 kg ဆိုပြီးတော့ညီမတို့ကထုတ်လိုက်ပါတယ်။ဒါကဘာပစ္စည်းအဝင်ထဲမှာဆိုရင်ညီမတို့ကဘာတွေပြန်ဝင်လာမလဲဆိုလို့ရှိရင်ဒီပစ္စည်းအဝင်ဆိုတဲ့ကဏ္ဍလေးတွေကိုသွားပြီးတော့မှကိုယ့်စီကိုဝင်လာမဲ့ပစ္စည်းမျိုးစားလေးတွေကိုရှာပေးရမှာပါ။ဒီတော့ပေါင်မုတ်ကညီမစီပါပေါင်မုတ်က10လုံးဝင်လာမယ်။ပြီးရင်နောက်ထပ်ပူတင်းပူတင်းကတော့ပူ30ဝင်လာပြီးတော့ကိတ်မုတ်ပေါ့နော်။ ဒီတစ်ခါတော့ကိတ်မုတ်ကတော့ညီမစီကို20ဆိုပြီးတော့ညီမကထည့်လိုက်ပါမယ်။ဒါဆိုရင်ခုနကညီမကဒီကုန်ပစ္စည်းအထွက်စရင်းထဲမှာထည့်လိုက်တဲ့ဒီပစ္စည်းအမျိုးအစားတွေကိုမှမုတ်အနေနဲ့ပြုတ်လုပြောင်းလဲပြီးတော့မှကုန်ပစ္စည်းအဝင်စရင်းထဲမှာကိုယ်ဆိုင်ကိုဝင်လာတဲ့ပူတင်ပေါင်မုတ်စတဲ့အရာတွေကိုညီမတို့ကထည့်ပေးရမှာပါ။ဒါဆိုရင်တော့အသိကြီးဆိုပြီးတော့တင်လိုက်ပါမယ်။ပြီးရင်ညီမတို့ကဒီလိုမျိုးခုနကပြောင်းလဲလိုက်တဲ့စာရင်းလေးရဲ့ list ကိုကြည့်ချင်တယ်ဆိုရင်တော့ကွန်ပျူတာအဝင်စာရင်းဆိုတဲ့ကဏ္ဍထဲမှာကြည့်ပြီးလို့ရပါတယ်။ ဒါဆိုရင်တော့ညီမတို့စီကိုဝင်လာမဲ့ပစ္စည်းမျိုးစားကပေါင်မုတ်က10လုံး၊ကုတင်းက230ပြီးရင်တော့ကိတ်မုတ်ကတော့အလုံး20ဆိုပြီးတော့ညီမတို့တွေ့ရမှာပါ။ဒါလေးကိုညီမတို့ကကွန်မြူနတီစည်းရင်းဆိုတဲ့တဲမှာတာကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီကုန်ချောထဲမှာဆိုရင်ညီမတို့ကဘာပစ္စည်းလေးတွေရှိသွားမလဲဆိုတော့ပေါင်မုတ်က10လုံးပြီးရင်ပူတင်းကတော့အခု30ကိတ်မုတ်ကတော့20ဆိုပြီးတော့ညီမတို့တွေ့ရမှာပဲဖြစ်ပါရဲ့ရှင်။ ီတော့ညီမကကိုကပစ္စည်းလေးကိုရောင်းချခြင်းပြီဆိုရင်တော့အယောင်ကန်တာထဲမှာဝင်ပြီးတော့ကိုရောင်းချမဲ့ပစ္စည်းလေးတွေကိုရှာပေးလို့ရပါတယ်။ဒီတော့ညီမကပါမုံကို၅လုံးရောင်းပါမယ်။ပါမုံ၅လုံးရောင်းမယ်။ပြီးရင်နောက်ထပ်တစ်ခုအနေနဲ့ညီမကပူတင်းလေးရောင်းပြပါမယ်။ဒါကြောင့်မလို့ဒီတစ်ခါမှာတော့ညီမကပူတင်းကိုပူတင်းကို၁၀လုံးရောင်းပါမယ်။ သိရင်တော့ညီမက customer ပေးရဲ့ပေးငွေပမာဏလေးကိုထည့်ပြီးတော့ရောင်းချလိုက်ပါမယ်ရှင်။ရောင်းချလေးပေးပြီးတော့ညီမကတင်လိုက်မယ်။ဒါဆိုရင်ညီမတို့ကဒီကုန်ပစ္စည်းစည်းရင်းဆိုတဲ့နေရာမှာပြန်လာပြီးကြည့်ရတဲ့အခါမှာဆိုလို့ရှိရင်ဒီကုန်ချောထဲမှာဆိုရင်တော့ ညီမတို့ရဲ့တံမိုးလေးတွေကရောသွားမှာပါ။ရောင်းလိုက်ရတဲ့တံမိုးလေးတွေနှုတ်ပြီးတော့ပေါမုတ်ကဆယ်လုံးထွက်လာတယ်။ဒါကမှညီမတို့ကငါးလုံးရောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ငါးလုံးပဲကျန်တယ်။ဒီလိုမျိုးလေးတွေညီမတို့ကပြန်ကြည့်လို့ရပါတယ်။ပူတင်းဆိုရင်ညီမတို့ကဆယ်ဘူးရောင်းလိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘူး20ပဲကျန်တော့တယ်ဆိုပြီးတော့မြင်တွေ့ရမှာပါ။ဒီတော့ဒီကုန်ပစ္စည်းစည်းရင်းဆိုတဲ့ ကဏ္ဍတွေမှာပါဝင်တဲ့ကုန်ပစ္စည်းအဝင်စီးရင်နဲ့အထွက်စီးရင်ဆိုတာတွေကကိုယ်ဆိုင်မှာမဟုတ်လုပ်တဲ့လုပ်ငန်းတွေဒါမှမဟုတ်လို့ရှိရင်စားတောက်ကုန်လုပ်ငန်းတွေစတဲ့လက်ဖက်လုပ်တာမျိုးပေါ့နော်ဒါဆိုရင်ကုန်ချမ်းနဲ့ကုန်ကြောကမတူတာမျိုးတွေမှာညီမတို့ကကုန်ချမ်းဝယ်ရပါတယ်ဒီတော့ဝယ်ရတဲ့စီးရင်ထဲမှာဆိုရင်ညီမတို့ကကုန်ချမ်းအနေနဲ့ထည့်ပြီးတော့အဲ့ဒီကုန်ချမ်းပုံမှာညီမတို့ကကုန်ပစ္စည်းရဲ့အထွက်စီးရင်ထဲမှာလာပြီးတော့ထည့်ပေးရမှာပါဒီလိုမျိုးလေးတွေထည့်ပေးပြီးသွားရင်တော့ညီမတို့ကကိုယ်ဆိုင်ကိုပြန်ဝင်လာမဲ့ကုန်ချောပစ္စည်းကိုတော့ကုန်ပစ္စည်းရဲ့အဝင်စီးရင်ထဲမှာထည့်ပြီးတော့ညီမတို့က ။ရောင်းမယ်ဆိုလို့ရှိရင်ဒီအယောင်ကန်တာတွေကိုဝင်ပြီးတော့မှကိုကကုန်ချောစစ်တဲ့ကနေပြီးတော့ရောင်းချပေးလို့ရပါတယ်ရှင်။ဒီတော့အခုဆိုလို့ရှိရင်ညီမကကုန်ပစ္စည်းအဝင်ဆိုင်ရင်းနဲ့အထွက်ဆင်းတွေအကြောင်းကိုပြပြပေးသွားတာပဲဖြစ်ပါတယ်။အားလုံးပဲတရားအချမ်းတော်နည်းရလေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။